စီကျူယောဂအတွက်အထူးရောက်ဆုံးလေ့ကျင့်ခန်း၃မျိုးပြပေးပါမယ်။တရက်ကို၅မိနစ်တာအချိန်ပေးရမှာပါ။စီကျူယောဂလုံးဝမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့အပြင်စီကျူကိုရှိနေတဲ့သူမှဆိုရင်လည်းတစ်ပြေးပြေးနဲ့တက်တာပြောက်ကင်းသွားစေနိုင်ပါတယ်။ စီးကျို့ယောဂကအခုခေတ်မှာဆိုရင်လောက common disease တောင်ဖြစ်နေပြီးလူကြီးလူငယ်မရွေးအရင်ကအဖြစ်များတဲ့ယောဂဖြစ်ပါတယ်။ဘာကြောင့်ဖြစ်ရတာလဲဆိုရင်ကျမတို့ရဲ့ဒီအစာအိမ်အောက်နာလေးမှာရှိတဲ့ pancreas ကအလုတ်ကောင်းကောင်းမလုပ်နိုင်တော့ဘူး။သူက insulin ကောင်းကောင်းမထုတ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ကျမတို့စားလိုက်တဲ့တခြားဓာတ်တွေကိုသူကမထိန်းချုပ်ပေးနိုင်တော့တဲ့အတွက်ကြောင့်ပါ။ဒါကြောင့်မလို့အခုပြပေးမယ့်လေ့ကျင့်ခန်း၃မျိုးလုံးကဒီ pancreas ကိုလှုပ်ဆော်ပေးမယ်၊အားကောင်းလာစေမယ်၊နောက် insulin ကိုကောင်းကောင်းထွက်စေတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ ကျင့်ကမ်းကို step by step အသေးစားလေးပြပေးပါမယ်။မန်ကန်အောင်လို့အသေးစားလေးဗီဒီယိုလေးကြည့်လိုက်လုပ်ပေးပါရှင်။ပထမဆုံးလုပ်ရမှာကတာဝယ်ကြီးကြီးလေးတစ်ခုကိုဒီလိုမျိုးဒီလိုအရွယ်စားလေးရတဲ့အထိချစ်ချစ်လေးလိုက်ထားပေးပါပျော့ပျော့ရွယ်ရွယ်ကြီးဖြစ်နေပါစေနဲ့ဒီလိုချစ်ချစ်မမာလေးဖြစ်ရမှာပါပြီးတော့ရင်ခြေောက်လေးကိုဆင်းမိထိုင်လိုက်ပါကျမတို့ဒီချက်ရက်ချက်ရက်တက်တက်မှာဒီတာဝယ်လေးကိုဖိထားလိုက်ပါ ဖြီးပြီးမှဒူးဒူးလေးအတားလေးထောင်းလာမယ်အဲ့မှာဒူးနဲ့ဘိုင်းနဲ့ကြားမှာတာဝယ်လေးကိုညက်ထားမယ်ပြီးရင်အရှိလက်နဲ့လက်နဲ့ခြေမလေးကိုဆွဲကင်လိုက်မယ်ခြေမမမီအရှိခြေထောက်ကိုမမီတဲ့လူကဒီနေရာကင်လဲရပါတယ်အထိကဆွဲဖို့ပါပဲဒီချိန်မှာမျက်နှာလေးကိုအရှိကိုမော့ထားမယ်တက်ရှူသွင်းရှူထုတ်ကိုအရှိကြီးလုပ်ပေးမယ် ှုထုံရှုသွင်းရှုထုံဒီညမှာအခုဒီထိုင်ရမှာဒီဆွဲထားတဲ့ဒီတာဝယ်ကိုဖိထားတဲ့အားကိုမလျော့ပါပါစေနဲ့ဆွဲထားပေးမယ်ဒီလိုပဲရှုသွင်းရှုထုံလေးနဲ့စကန်30တည်ပြီဆိုရင်ခဏလေးနားပေးပါပြန်လျှော့လိုက်မယ်ပြီးရင်နောက်တစ်ချိန်တာဝယ်လေးကို channel တက်တက်မှာထားမယ် thu gang lên bơm như là mẹ nhặt thả lại mẹ bây giờ chỉ là liều làm xuôi mẹ tại sụt mẹ nào liều sụt tới tới chỉ mẹ sụt tuyến sụt thô sụt tuyến sụt thô thả liều sắc can tông dễ tông cho kiểu lâu bị bám bị toay nó ဒီလိုလေးထိုင်ပြလိုက်ပါဒီမှာဘေးဆောင်လေးပြပေးပါမယ်မြင်ရအောင်ဒီလိုလေးထိုင်ပြလိုက်ပါဒီလိုမထိုင်နိုင်တဲ့လူကကျတော့ခေါင်းအုံးခေါင်းအုံးတစ်လုံးယူထားပါခေါင်းအုံးလေးကိုဒီနေရာမှာအဲခြေထောက်မှာညက်လိုက်ဒီဒီလိုလေးထိုင်ပြလို့လည်းရပါတယ်ပြီးတော့ရင်လက်မလေးကိုအထဲထဲမယ်လက်သီးနှစ်ခုကိုဒီလိုဆုပ်ထားမယ်နော်ဆုပ်ထားပြီးရင် ကျမတို့ဆိုဒီရှေ့လေးပြပြပေးပါမယ်ဒီလိုစုပ်ထားပြီးရင်ဒီလက်လက်တန်းဒီလက်တန်းရဲ့အောက်ဆုံးလေးကချဲ့ရဲ့အချိတ်အပေါ်လေးမှာကပ်ပြီးရှိရမယ်ခါလေးမှတ်ထားရင်ဘက်ဖွင့်ထားအသက်ရှူသွင်းရှူထုတ်တဲ့လေလေးနဲ့အောက်ကိုငုပ်ချမယ် ီလိုလင်းငုံချထားပေးပါဒီချိန်မှာအဆုံးအထိဖိထားပြီးပြီဆိုရင်လက်မလေးကိုအထဲမှာနေရာမရွေ့စေဘဲနဲ့ကစားပေးမယ်လှုပ်ပေးမယ်1 2 3ဒါလေးကိုလည်းစက္ကန့်30ပြည့်အောင်နေပေးမယ်ပြီးရင်ရှူသွင်းတဲ့လေနဲ့ပြန်တက်လာမယ်အထဲမှာလက်ကလေးလှုပ်ရမယ့်ပုံစံကဒီလိုလေးပါနော်ဒီလို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 လေး အဲနောက်တစ်ချိန်ပြန်လုပ်ပါမယ်ရှူသွင်းရှူထုတ်တဲ့လေးလေးနဲ့ပြန်ဆင်းလာမယ်အောင်ဆုံးတိရောက်ပြီဆိုရင်လက်လေးကိုလှုပ်ပေးမယ်လက်သီးဆုပ်လေးကိုလှုပ်ပေးမယ်အဲ့မှာအာယုံကအဲ့ဒီနေရာလေးမှာပဲထားပေးပါစက္ကန့်30လောက်နေပြီးရင်အဲ့ဒီလှုပ်နေတဲ့ချိန်မှာလည်းအတက်ကပုံမှန်ရှူသွင်းရှူထုတ်လှုပ်ထားပေးပါနော်အောင်ထားရမှာမဟုတ်ပါဘူးပြီးပြီဆိုရင်ရှူသွင်းတဲ့လေးနဲ့ ပေါ်ပြန်တက်လာမယ်ဒါလေးကို၅ကြောလောက်လုပ်ပေးပါနောက်ဆုံးတစ်ခုကနောက်ဆုံးတစ်ခုကတော့ခိုင်းဒီမှာကြောအနောက်ဒီမှာအနောက်တက်တက်မှာခေါင်းအုံးလေးကိုထားပေးလိုက်ပါပြီးရင်ခုနလိတ်ထားတဲ့တာဝယ်လေးကိုခါနဲ့တက်ပြီးမှကျမတို့ဒီခါအခါအောက်ဆုံးအယူအစ်စ်လေးနဲ့ ကတ်ပြီးမှထားမယ်မရွေ့စရာကန်ရင်းနဲ့ပဲတဖြည်းဖြည်းအိတ်ချလိုက်မယ်ဒါလီအိတ်ချမယ်ပြီးသွားရင်လက်လေးကိုဘေးကိုဆန့်ခါခြေထောက်လေးလေးကိုဆန့်ထုတ်မယ်အတက်ကိုရှူသွင်းရှူထုတ်ပုံမှန်လေးလုပ်ပြီးနေမယ်ဒါမင်းဒါလေးကို1မိနစ်ပြည့်အောင်နေပေးပါ တက်ရှုသွင်းရှုထုတ်ဒီလိုနေတဲ့ချိန်မှာလဲကိုယ့်ရဲ့အယုံကဒီနေရာလေးမှာပဲထားပေးပါအယုံလေးစိုက်ထားပေးမယ်ခင်ဗျာမနစ်ပြေဝါလို့ထားမယ်ဆိုရင်ထားရမယ့်ပုံစံကဘယ်ဒူးလေးကိုထောင်လိုက်ပါပြီးရင်ညာဘက်လေးကိုဆောင်းချပေးလိုက်ပါပြီးမှအတားလေးလက်ပြီးထားပေးပါ ပြန်ထားတဲ့ချိန်မှာညာဘက်ကိုစောင်းထားပြီးဖို့မမေ့ပါနဲ့အခုဒီဟာလေးကို တရက်ကို9မိနစ်ပဲချိန်ပေးရမှာပါနေ့နေ့စဉ်ပုံမှန်လေးလုပ်သွားပေးပါအားလုံးကျန်းမာပျော်ရွှင်ကြပါစေ